ပြန်လို့တော့လို့အိတ်ကထဲကိုလက်နဲ့ရှာကြည့်တချင်းကပြည့်တဲ့ပုံစံမနဲ့ဆာချောက်ခက်ခက်ကဖို့အရေးကြီးအိုးလောကထပ်ပြီးစိတ်ပြန်လို့နဲ့ဆိုရဝန်းနဲ့ပုတ်ကလေးကတည်းကပြူတော့မဲ့ဝေးရုံရုံမဲ့အမေပြည့်စည်ချင်တာဝေးပြီးမာနေတဲ့ကောင်းဒီက lasciarti andare, mai più ti andare di caso di me, ma già il contamino, amore ma ca, amen. Camisa la mia, vuoi già che puoi ricogliere, che ti inga pira, ti inga long, ma suoi la mia mente, ma non già le ho mia, te ma ben mai di, ma puoi maggiori, top you say the lord so you want that for believe that you can put on that way you know man i may just see you now we be money the gold the na my dear na i go learn it all the dim me me it all a sense you are no lens in the mental me i say you are free tell me that let me my back to you go to say အပမလချင်းကြဘကူရေမောင်းတော့ညာအရှက်ကလေးလေး Soldier, we're not your type. ချေတာဖြစ်ပါရဲ့ရှင်မင်္ဂလာပါမောင်လေးမင်္ဂလာပါ final မှာမှာ final ပို့နှီးသွားရဲ့ round ဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုရဆိုရဲပုံမှာပေါ့နော်မှတ်ချက်တိတက်မပြီးတော့ပါဘူးအားလုံးကလည်းကို့ fan နဲ့ကိုပေါ့နော်အားပေးချစ်ခင်တဲ့ပရိသတ်တွေလည်းရှားနေကြပြီဖြစ်တယ်အာဒီနေ့ကတော့ကိုယ့်ရဲ့ဘဝကိုထင်ဟပ်တယ်ကိုယ့်ရဲ့စိတ်ခံစားမှုနဲ့တိုက်ဆိုင်တဲ့ခြင်းတွေကိုရွေးချယ်ပြီးသီဆိုကြတာဖြစ်တဲ့အတွက်ကြောင့်မလို့မောင်လေးကိုစိတ်ခွန်အားပေးချင်ပါတယ်ဟုတ်ကဲ့ပါ အာတကယ်တမ်းပြောရမယ်ဆိုရင် အမကိုယ်တိုင်လေအမဘွားမှာလမ်းပြောက်တဲ့အချိန်နေဆက်လျှောက်ရမလားရက်တန်လိုက်ရမလားနောက်ဆုတ်လိုက်ရမလားဆိုပြီးတော့မှတွေ့ဝေတဲ့အချိန်နေအများကြီးကြုံခဲ့ဘူးတယ်အာအဲ့ဒါသူ့ရဲ့အသက်ရွယ်ပေါ်မှာလဲမူတည်သလိုခါလေးကြာရင်အချိန်လေးချိန်ခါပေါ်မှာလဲသွားမူတည်ရေပေါ့အဲ့လိုမျိုးတွေကြုံရတဲ့အခါကြာရင်ဘယ်လိုမျိုးတွေးလိုက်လဲဆိုတော့ဒီနေ့ဒီချိန်ထိကို့မှာအိမ်မက်တွေရှိသေးတယ် တချို့လူတွေဆိုရင်ကိုပါဖြစ်ချင်မှန်းတော့ကိုမသိဘူးကိုပါဖြစ်ချင်မှန်းမသိတော့ကိုဘယ်နောက်လိုက်ရမှန်းမသိဘူးအာအဲ့တော့ကိုက ကုတ်မှာပန်းနိုင်မရှိရဲ့အခါကြတော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေကလည်းဘယ်မှာစုစည်းထားရမလဲဆိုတာမသိဘူးပေါ့နော်အဲ့တော့မောင်လေးအတွက်ကကြတော့ကိုဘာဖြစ်ချင်လဲဆိုတာကိုကိုသိတယ်အနည်းဆုံးအိမ်မက်ရှိတယ်အဲ့အတွက်ကြောင့်လို့အဲ့ဒီအိမ်မက်နောက်ကိုလိုက်ဖို့အတွက်စိတ်ဆန္ဒရှိမယ်အဲ့ဒီအတွက်ကြောင့်မလို့ပဲပြင်ဆင်တာစူးစမ်းတာလေ့လာတာအားထုတ်တာတွေအကုန်လုံးလုပ်ခွင့်ရှိနေသေးတယ်ပေါ့နော်အဲအဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့အခြေအနေတွေက တခြားလူတွေနဲ့ရှင်တဲ့အခါကျရင်အရင်တာလွန်ခြင်းမတာလွန်မယ်ကောင်းမွန်ခြင်းမကောင်းမွန်မယ်ဒါမဲ့လူတိုင်းကကိုယ်ဘဝကိုယ်ခရီးလမ်းကိုကိုယ်ရှောက်နေကြရကြီးပဲပေါ့နော်အားလုံးကတော့ဒီလောကကြီးမှာဧည့်သည်အဖြစ်နဲ့ခရီးသွားအဖြစ်နဲ့ရောက်လာကြတာအဲ့လိုမျိုးကိုကဧည့်သည်အဖြစ်နဲ့နေထိုင်နေတဲ့အချိန်မှာကိုယ့်ရဲ့အိမ်မက်တွေကိုလက်မလွတ်လိုက်ပါနဲ့ဆက်ပြီးတော့ရှောက်ပါလို့အားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ် မင်္ဂလာပါသားโอเคမင်္ဂလာပါဆရာဆရာတော့ဒီလိုပေါ့ဟိုသားသချင်းဆိုတဲ့အားလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောစရာလေးတော့ရှိရပေါ့ဗာလဲဆိုတော့တက်ဝင်ခစားမှုကဒီသချင်းပေါ်မှာဒါကိုယ့်ရဲ့ဘဝနဲ့ထင်ဟက်စေတဲ့သချင်းကိုကိုယ်ကိုယ်တိုင်နဲ့ခြိုက်ပြီးဆိုတာဖြစ်တဲ့အတွက်တကယ်တစ်ထက်တည်းကြားရလို့ဆရာခံစားရပါတယ်နောက်တစ်ခုကတော့တားရဲ့ဟိုလူဆိုတာတယောက်နဲ့တယောက်နဲ့မတူဘူးလေတယောက်ရဲ့ပင်ကိုအတန်က ကောင်းခြင်းရှိတယ်နောက်ပြီးတော့ကိုယ်ဆိုနိုင်တဲ့ physical နဲ့ range နဲ့ရှိတယ်ပေါ့နော်တကယ်တမ်းသားဆိုခုနအစပိုင်းမှာဆိုပါတဲ့တကယ်အတန်တုံးကာလာက တကယ်ဟိုကောင်းမွန်တဲ့တုံးကာလာဖြစ်ပါတယ်ပေါ့နော်ဒီသချင်းမှာတော့ဒီအကြအတန်ကိုအစဆိုရတာလေအင်မတန်လည်းခက်တယ်လို့ဒီထက်မှမှုလည်းရအောင်ဆိုရတာတော်တော်လေးခက်ခဲပါတယ်ပေါ့နော်အဲ့တော့ကိုကောင်းတဲ့အတန်တုံးကာလာကိုဒါကတော့သူများသချင်းကိုကိုကဆိုပြီးပြန်ရတာဖြစ်တဲ့အတွက်ကိုပိုင်းသချင်းလိုမျိုးကို ဲတားနဲ့လိုက်ဖက်တဲ့ဒီအတန်တုံးကာလပေါ်စီတဲ့တချင်းကိုပိုင်းတချင်းလေးတစ်ပုတ်နဲ့တားနောင်ရှောက်မဲ့ခကြီးလမ်းမှာအဲ့လိုမျိုးအလိုက်ဖက်ဆုံးတချင်းတစ်ပုတ်နဲ့ဆိုလို့ရှိရင်ဆရာတားတန်တကယ်ကိုသဘောကျပါတယ်ဆိုတော့ဒီနေ့ဒီလိုဒီစီဖရစ်တချင်းမှာအဲညီအောင်ကြောပြောရလို့ရှိလို့ရှိရင်တားရဲ့အတန်နဲ့လည်းလိုက်ဖက်တဲ့ခန်းစားတက်ဝမှုလည်းကောင်းတယ်နောက်ပြီးတော့ဒီလိုကိုပိုင်းတချင်းလေးတစ်ခုမျိုးဖန်တီးနိုင်လို့ရှိလို့ရှိရင်တားနောင်နာကမှတားဖြစ်ခြင်းနဲ့ ဒီအအောင်မြင်တဲ့လူပညာရှင်တယောက်အနေနဲ့ရှောက်လန်းနိုင်မှာဆိုတာကိုလည်းဆရာတိစာပေါ့ပြောရဲပါတယ်ဗောနော်ကျေးဇူးတင်ပါတယ်ဘာကျေးဇူးတင်ပါတယ်ဆရာကြီးအာညီလေးကိုမပြောခင်အကွာမမရေဘက်ကကိုအကွာပြောဟာလို့တော့ဖြစ်သွားဟုတ်လို့ဆိုမမရေဘက်ကရဲ့ဒီခန်းစားချက်ကလေးကိုကိုကြားလိုက်တာဗောနော်ကြားလိုက်တဲ့ချိန်မှာဒီလိုအရှိမှာ เนาะလဲကြံလဲဖြစ်တယ်ပြီးတော့နောက်တော့တချင်းပေါင်းမြောက်များစွာကိုတီဆိုခဲ့ပြီးတော့အောင်မြင်တဲ့အစိုးတော်တဦးတောင်မှဒီလိုခံစားရရင်ပြိုင်ပွဲဝင်တဲ့ညီငယ်ညီမငယ်တွေအနေနဲ့ဒီပြိုင်ပွဲမှာဖြစ်နေတဲ့စိတ်လှရှားမှုတွေရော ရှေ့မှာကြုံတွေ့ရမယ်အခက်အခဲတွေအကုန်လုံးအတွက်ဆုံးရွံ့နေမယ်ဆိုတာလည်းအခုခံစားမိပါတယ်အခုညီတို့ညီမတို့ကြုံတွေ့နေရတဲ့ Facebook ရဲ့ comment တွေအပေါ်မှာအဲသူရတဲ့နဲ့သူမရတဲ့ဘူးဒီလိုခံစားချက် comment ကလေးတွေအားအစား အသစ်ဖြစ်တဲ့ပြိုင်ပွဲဝင်နေဖြစ်တဲ့ညီလေးညီမလေးတို့ခံနိုင်ရေးမရှိဘူးဆိုတော့အကိုလည်းနားလဲပါတယ်အကိုတို့တချင်းတွေကိုစပြီးတော့ဒီဇိုင်းမမတ်အရန်ကိုနားထောင်ပြီးတော့ဖြစ်တဲ့အချိန်မှာအကိုမှာအမတ်တရားလေးတစ်ခုရှိတယ်အကိုခီးသွားကြတာပေါ့သွားတဲ့ခါမှာအကိုမိနာမှာအကိုရဲ့ငယ်ချင်းတယောက်ပေါ့နော်သူ့သူ့ကိုကြည့်လိုက်လို့ရှင်လုံးဝ strong man သူကအားလုံးဝအဲသူ့မှာရီးစားရလဲရမ်းပြရတယ်မိန်းကလေးငယ်ချင်းအဲရီးစားရလဲသူရမ်းပြရတယ်ပေါ့နော်အဲ့ဒီအချိန်မှာသူကတွတ် ခီးသွားပြီဟေးဆိုလို့ရှိရင် तू ကအဲ့တုန်းကအခုလိုလေတချင်းနားထောင်တဲ့စက်ကလေးရှိရဲ့ဒီလားအဲ့စက်ကလေးတွေမှာ तू ကနားထောင်အောင်ဆိုလို့ချက် तू 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 နားထောင်တဲ့တချင်းကို तू ပေးပြီးတော့နားမထောင်ဘေးကလူ sharing မလုပ်အဲ့တော့ကိုအရန်စိတ်ဝင်စားတယ်ဘာတချင်းနေနားထောင်နေရလဲဆိုပြီးတော့အကွာဆက်စုချလိုက်တာအကိုနားထောင်နေတဲ့ချင်းနဲ့သူနားထောင်နေတဲ့ချင်းကိုအကိုဖလှယ်မယ်ပေါ့တခါတလေပေါ့နော်အာခီးသွားတဲ့တောက်လျှောက်ဆိုတဲ့အခါကျထူးထူးခြားခြားဖျားဆူသူ့ရဲ့ playlist ထဲမှာလေ တည်တန်ရှင်ရေဘဂါဝင်းရဲ့တချင်းတွေတော်တော်များများကိုအကိုတွေ့အကွာအမသူ့ဘာစလိုက်လဲဆိုတဲ့အခါကျတော့ဟာဟုတ်ရဲ့လားဗောဟိုဗာလဲမိန်းကလေးတွေကြိုက်တာဟုတ်ရဲ့လားဆိုပြီးအကွာအမစချလိုက်တာဘာလို့လဲဆိုတော့တချင်းလေးကအတန်လေးကချိုချိုအေးအေးလေးနေဗောနော်သူ့ဘဝရဲ့အကြိုက်ဆုံးသူ့ရဲ့ခံစားချက်ကိုအထီဆုံးသူ့အကြိုက်ဆုံးဆိုတော့ရေဘဂါပါတဲ့အကွာရေဘဂါဘေးနားမှာထိုင်ပြီးနားထောင်တဲ့ခါမှာအဲ့ဒီအခိုက်အတန့်လေးကိုပြန်ပြီးတော့အမှတ်ရသွားတယ် တည်တခြင်းချစ်သူတွေရောအခုတို့ဂီတလောကမှာတခိတခါမှာနော်ဒီလိုအရှမ်းကောင်းမွန်တဲ့တည်တခြင်းတွေကိုတည်ဆုခဲ့တဲ့သူတော်မှာဒီလိုခံစားချက်ရှိတယ်ဆိုတဲ့အခါကျတော့ညီတို့ညီမတို့မှာအားနေချက်တွေနောက်ပြီးတော့အားငယ်စိတ်တွေအများကြီးဖြစ်နေတာကိုအကူအတောက်လျှောက်ရှိခဲ့တဲ့အခါမှာအကူလည်းခံစားမိပါတယ်အကူကူနာပြောသလိုပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အကူတို့မှာအကြောင်းပြချက်ကတော့ရှိမနေဘူးနော်အကောင်းဆုံးစူးစမ်းမှာဖြစ်ပါတယ် ဘဝရဲ့ရှောင်းလန်းရမယ့်ခရီးအတွက်ကလည်းအကိုတို့ကိုဘယ်သူမှသူတို့မှတာဝန်ရှိမနေဘူးအကိုတို့ကိုယ်တိုင်ဆက်လို့မှဖြစ်ပါတယ်အကိုနဲ့ညီညွတ်မတို့ကအတူတူအနီးကပ်နေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အကိုစိတ်ကိုလည်းသိမယ်လို့ထင်ပါတယ်ဘလို့ဝေဖန်ချက်ရှိရှိကိုယ့်ရဲ့ခံယူချက်နဲ့ကိုယ်အကောင်းဆုံးရှောက်လန်းရမှာဖြစ်ပါတယ်အကိုတို့ချစ်တဲ့အမှုပညာကိုဆက်လို့မယ်အကိုတို့ကိုချစ်တဲ့ပရိသတ်တွေအတွက်အကိုတို့ကအကောင်းဆုံးစူးစမ်းရမှာဖြစ်ပါတယ်အဲ့တော့ 你哩也得清理，我看咱男生来的看嘛。你哩，表表啊的，眉毛来洗净洗面，毛的毛来洗净洗面，过眼去呀嘞都都要抓嘞洗净洗面。第身边才干的必第你摸摸看，眼表的线呢不得比要。你哩，表见的，看咱这里的苦过来家怎么？看咱看咱先个老娘一个嘞。 ော့ဒါပြန်ခဲ့တော့ရှောင်းပါတယ်။ကြောက်တယ်ပဲပြန်ခဲ့ဆိုကြားလူတွေမိမိဘဆွေမျိုးတင်ခြင်းနဲ့လာအချိန်မှာကျွန်တော်တယောက်တည်းလာပြန်ရ။အဲ့ဒါတခြားလူတွေဖြစ်ပြောတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တောက်လျှောက်နေလာခဲ့တဲ့အချိန်မှာတော့အဲ့လိုကကဲတဲ့အများရှိခဲ့တဲ့သူကြောင့်နေနိုင်ရင်စာဝန်ကြီးကစာလာပြန်ဖို့အစားဆုံးအားလုံးဒီလို အဆင်မပြေမဲ့အဆင်ပြေခဲ့အဆင်ပြေအောင်လုပ်ခဲ့တဲ့အချိန်တွေအများကြီးရှိရပါတော့ဒီတချို့ကမချစ်လို့တခြားပါမှာတော့မဟုတ်ဘူးအဲကိုယ်ကတော့စာစာရင်းပြန်လို့တော့တတိတော့မရှိဘူးကျွန်တော်မူလေးခဲ့တဲ့အဆင်ပြေဖြစ်ခဲ့တယ်အလောက်ကြီးပေါ့ဘာလို့ဆိုရင်ကျွန်တော်တကားမှလည်းလို့မပြန်ဘူးတတိလည်းမရှိဘူးဒါမှလည်းကျွန်တော်ဒီတချင်းကရန်ချစ်တယ်ဂီတအောက် music ဒီတချင်းဆိုရတဲ့အရာတွေကအများကြီးချစ်တဲ့အတွက်ကြောင့်အများရှိတဲ့တတိလေးနဲ့ 老妈偏开人，但是那边的是，爸、哎、开了，就向偏开了，就 <laughs> 有点麻烦。爸偏偏什么偏？老妈呃，娘姨，是当姑姨了，要亲戚的来娘姨，就有点麻烦，都表现麻烦。哎罗，阿哥啊，阿哥你呢？我其他呢不特别多，阿哥表现呢是咖喱啊，现在嘛特别多偏来。阿拉爸呢说罗，你有啥偏多，哥都得他没得钱嘛。 ညီလေးအားနေပြီးတော့စင်ပေါ်မှာမူးလဲသွားတယ်။ပတ်မိသေးလား။နော်။နော်အဲ့ကလေးကတချို့ကြတော့လေညီလေးကိုဝေဖန်မှုတွေနဲ့အာဒါ attention ယူတယ်ပုံစံမျိုးစုံနဲ့ညီလေးကိုပြောတယ်။အဲ့လိုအခြေအနေမျိုးမှာကိုယ် attention ယူတာမဟုတ်ဘဲနဲ့ကိုယ့်ကိုယ်ကိုစမ်းမအောင်လုပ်ပြီးတော့အစ်င့်တိုင်းအစ်င့်တိုင်းကိုညီလေးရှင်ပြိုင်ခဲ့တဲ့သူလေ။ဟုတ်တယ်။အများကြီးလည်းစိတ်အားတင်တာပြီးတော့ဟုတ်များတခြားအကြောင်းရင်းဆိုတာတဲ့ဒီအချင်းကိုဒါဆိုပြီးမှပြိုင်ချင်တဲ့ချက်လို့ဆိုရဲ ကြောင်းပြချက်တခုတည်းနဲ့ပဲဒီစင်တီရောက်လာခဲ့တာပါစင်တိုင်းစူးစမ်းဖို့လိုတယ်ဘဝမှာအကိုတို့တလန်းရမယ်လှေကားတွေအများကြီးရှိသေးတယ်ဒါကဘဝလည်းမဟုတ်ဘူးဘဝမဟုတ်ပေမဲ့အကိုတို့အမှတ်တရတော့ဖြစ်နေတော့အာသာချက်ကညီလေးရဲ့အတန်ပဲညီလေးရဲ့အတန်ဟာဖယားကညီလေးကိုဖန်ဆင်းပေးထားတယ်ညီလေးရဲ့ဖြစ်တည်မှုဟာ the one and only ဆိုပြီးတော့ဂီတလောကမှာမှတ်ချောက်တင်နိုင်မဲ့အတန်မျိုးဖြစ်တယ် အဲ့ဒီအတန်ဟာစိတ်မဆိုးနဲ့နော်ကလေးတွေဘာဖြစ်လဲဆိုတော့အကောတို့ပြိုင်ပွဲတက်ဆောင်မြန်မာစတားရဲ့အခုစီဇန်မှာအကောအရှိစီဇန်တော့အကောမသိဒီစီဇန်မှာညလေးအတန်တော့ထူးခြားတဲ့သူအကောမတွေ့ဘူးညလေးရဲ့အတန်ဟာဂီတလောကကိုဒီဇိုင်းမမတ်ညလေးအရန်စူးစမ်းပြီးတော့အရန်ချစ်ခင်ပြီးတော့လေးလေးစားစားနဲ့လုပ်မယ်ဆိုလို့ရှိရင်အောင်မြင်လာတဲ့အဲ့ဒီ husky boy ရဲ့ဘယ်အရာနဲ့မှ လဲလို့မရအောင်ညီလေးမှာဖြစ်တည်မှုဟာရှိနေပြီညီလေးဆက်ပြီးတော့စူးစမ်းပေးပါ final မှာကိုယ့်ရဲ့အတန်တုံးကာလာကိုအတုံးချပြီးတော့ဝင်နာဖြစ်ဖို့အထိကိုညီလေးစူးစမ်းပေးပါညီလေးရဲ့အတန်ဟာဘသူမှမရှိမနေတဲ့အတွက်ကြောင့်မို့လို့ကိုနံပါတ်၁ချက်အဲ့ဒါအားသာချက်ပဲအားနည်းချက်ကညီလေးအယမ်းစိတ်အားငယ်တက်တယ်တခုခုဆိုလို့ရှိရင်ညီလေးကအဲ့ရဲ့စိတ်အားငယ်တက်တဲ့ကိုစင်ပေါ်အထိကိုဆွဲခေါ်လာတယ် 你哩，啊，过了嘛，百度嘛，淘宝里头，哎，教我们家长的，哥，偏心哥没是哥。啊，过了哪里皮薄的哥，百度嘛，我打问西么呢？初三嘛，你哩也看看呐。啊，高中初三表嘛，你哩也看看呐。瑞泽哥的差率也看看呐。你哩高中初三表多没是路线？你哩有去看阿伯的饭店抓哥打问钱那边，阿达那边路了。问哪里皮薄抓哥，你哩嘛，对，没遇到。 ။ဘာကြောင့်အခုဒီစကားကိုပြောရတာလဲဆိုတော့ညီလေးပြန်ပြီးတော့ခန်းဘက်နောက်တစ်ဆင့်ပြန်ပြီးတော့ဒီကိုဝင်လာတဲ့အချိန်မှာအခုတို့မှာကြုံတွေ့နေရတဲ့အခက်အခဲတွေဒါပြိဿမတိသေးတဲ့အခက်အခဲတွေအများကြီးရှိတယ်။ညီလေးရဲ့အတန်ကာလာတွေရောတုံးနေရောညီလေးတစ်ဆင့်နေပြီးတော့ကြီးတွေရောညီလေးစို့သွားတာ။အခုလေးအဲ့ဒီမှာပြောလိုက်ချင်တာပြဿနာကြီးအများကြီးရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒါမျိုးတွေကိုအခုတို့မှာအကြောင်းပြချက်ရှိပြီးတော့ပြန်ပြီးတော့ဖြေရှင်းရမယ်အခုတို့မှာမလိုဘူးလေ ညီလေးအကောင်းဆုံးကြိုးစားပေးပါ final ရောက်နေပြီ okay ကျေးဇူးတင်ပါတယ်ဆရာ okay